အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကမူစကူဒူရာရဲ့ကောင်းကျိုးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုအဆုံးအထိကြည့်ပေးပါမူစကူဒူရာရဲ့ကောင်းကျိုးတွေကအများကြီးရှိပါတယ်ပထမဆုံးအချက်အနေနဲ့ကကြတော့ခန္ဓာကိုယ်မှာခုခံအားစနစ်မြင့်တင်မှုအတွက်ထောက်ကူပြုတာဖြစ်ပါတယ်ပုံမှန်မူစကူဒူရာကခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုမြင့်တင်မှုအတွက်ထောက်ကူပြုတယ်လို့ဆိုပါတယ်ဒါအပြင်ဥမမူစကူဒူရာကနှလုံးရဲ့ကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ် ပုံမှန်မူစကူတူးချင်းအပြင်သွေးမောင်ချိန်ကိုကြာစေတယ်ပြီးတဲ့အခါမှာနှလုံးရဲ့ကျန်းမာရေးကိုလည်းကောင်းမွန်စေရလို့ဆိုပါတယ်ဒါအပြင်ဥမာအမျိုးသားရောအမျိုးသမီးရောအထွတ်ထိပ်ရောက်တဲ့အခါမျိုးမှာခန္ဓာကိုယ်ကနေပြီးတော့အောက်ဆီတိုဆင်ပရိုလက်တင်ဒီလိုဟော်မုန်းတွေထွက်လာပါတယ်ဒီဟော်မုန်းတွေကကောင်းမွန်စွာအိပ်ပျော်ဖို့အတွက်အထောက်အကူပြုပါတယ်ဒါအပြင်ဥမာတချို့သောနာကျင်မှုဝေဒနာတွေကိုလည်းတတ်တာစေပါတယ်တကယ်လို့သင်ကခေါင်းကိုက်နေတယ်ရာသီလာရင်ကိုက်ခဲနေတယ်ကြွက်သားတွေနာကျင်နေတယ်ဆိုလို့ရှင့် မူစကူဒူးကိုအကြံပေးပြရစေ။ဘာဖြစ်လို့လဲဆိုတော့မူစကူဒူးလို့ထုတ်ထက်ရောက်သွားမယ်ဆိုရင်ဖတ်လာတဲ့ဟော်မုန်းတွေကအဲ့ဒီနာကျင်မှုဝေဒနာတွေကိုတတ်တာစေလို့ပဲဖြစ်ပါတယ်။ဒါပြုံမှာအမျိုးသားရောအမျိုးသမီးရောသူတို့ရဲ့တအိမ်တဝိုက်အမျိုးသားအင်္ဂါတဝိုက်မှာရှိတဲ့ကြွက်သားတွေတမမို့တို့အထောက်အကူပြုပါတယ်။ဒါပြုံမှာအဲ့ဒီတဝိုက်မှာရှိတဲ့ကလီစာတွေမှာသွေးလည်ပတ်ဖို့အတွက်လည်းအထောက်အကူပြုမှာဖြစ်ပါတယ်။ဒါပြုံမှာစိတ်ဖိစီးနေတဲ့လူတွေအတွက် စိတ်ဖိစီးမှုကိုလည်းလျှော့ချစေပါတယ်ခန္ဓာကိုယ်မှာကော်တီဇောဟော်မုန်းကိုမူစကုထူးတာကညှော်နှဲစေပါတယ်ဒါကြောင့်မလို့ကိုယ်ကစိတ်ဖိစီးမှုများနေရလို့ဆိုလို့ရှင်မူစကုထူးကိုအကြံပေးပါရစေဒါပြေုံမှာမူစကုထူးတဲ့အခါမှာခန္ဓာကိုယ်ကနေပြီးတော့ဒိုပါမင်းအောက်ဆီတိုဆင်အန်အော်ဖင်ဒီလိုဟော်မုန်းတွေကိုထွက်စေပါတယ်ဒီဟော်မုန်းတွေထွက်တာကခန္ဓာကိုယ်မှာစိတ်ကြည်လင်စေပါတယ်ဒါကြောင့်မလို့ကိုယ်က အတွေးခေါ်တက်တည်ရရှိခြင်းနဲ့ဆိုလို့ရှင်ဘူးစကူတူးကိုအကြံပေးပြပါစေ။ဒါအပြင်ဥမာစိုးရိမ်စိတ်များနေတဲ့လူတွေစိတ်ကြယောဂါဖြစ်နေတဲ့လူတွေဘူးစကူတူးမဲ့ဆိုလို့ရှင်ဒီဝေဒနာတွေကိုတတ်သာစီမှာဖြစ်ပါတယ်။ဒါအပြင်ဥမာအတွဲတွေကြားထဲမှာဆိုလို့ရှင် ပုံမှန်ဘူးစကူတူးခြင်းအဖြစ်အတွဲတွေကြားဆက်ဆံရေးကို တိုးတက်စေပါတယ်။ဒါအပြင်ဥမာအောက်ဆီတိုဆင်ထွက်တဲ့အတွက်ကြောင့်အတွဲတွေကြားမှာ အချစ်တွေကိုပို့ပြီးတော့ တိုးစီပါတယ်။ဒါကြောင့်မို့လို့မူစကူဒူးတာကအခုကျွန်တော်ပြပြသွားတဲ့အချက်တွေကိုရရှိစေတာဖြစ်ပါတယ်။မူစကူဒူးတဲ့အခါမှာရေးကြည့်တဲ့ချက်ကအနည်းငယ်ကင်းတဲ့မူစကူဒူးတာဖြစ်ဖို့တော့လိုအပ်ပါတယ်။ဒါကြောင့်မို့လို့မူစကူဒူးတိုင်းမှာကွန်ဒွန်သုံးဖို့လိုအပ်ပါတယ်။တကယ်လို့ကွန်ဒွန်မသုံးခြင်းမူဆိုရင်တော့အတူမနေခင်မှာမူစကူမဒူးခင်မှာအမျိုးသားရောအမျိုးသမီးရောလေကားတစ်စက်ကူးဆက်တက်တဲ့ယောဂါတွေရှိမရှိကိုစစ်ဆေးဖို့လိုအပ်ပါတယ်။ HIV ကာရာတာယောဂါ ကနိုယောဂပြီးလို့ရှိရင်တခြားသောလိင်္ဂတဆင့်ကူးဆက်တတ်တဲ့ယောဂတွေရှိပါတယ်ဒါတွေကိုစစ်ဆေးပြီးမှသာမရှိဘူးဆိုမှအကုန်လုံးမပါမယ်နဲ့အတူနေသင့်ပါတယ်တကယ်လို့ဒါတွေကိုတခြားမသိဘူးဆိုလို့ရှိရင်တော့မူဆကူဒူးတိုင်းမှာကွန်ဒွန်သုံးဖို့အကြံပေးပါရစေဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်သိချင်တာရှင်ကွန်မန့်မှာမေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်